ရသဗျာကမိဘနဲ့ပတ်သက်ပြီးတော့မလုပ်ကြွေးဘူးဆိုရင်သားသမီးတွေကိုမှတ်လွတ်သားလားအောင်ကိုပြောထားတဲ့စကားတွေရှိသေးတယ်။ဆုံးမထားတဲ့စကားတွေယောမတရံပိတပိတရံဝါစိနကံကတရွဗနအမေနဲ့အဖေအိုမေးမစွမ်းဖြစ်ပြီးတော့အရွယ်ကြီးပြီးအရွယ်လွန်သွားတဲ့အချိန်မှာတဲ့ပဟုတန်တော်နဗရတိတန်းနိုင်ရဲ့သားနဲ့ ကိုကိုယ်တိုင်ကလည်းပြုစုနိုင်စွမ်းရှိရတဲ့နဲ့မပြုစုဘူးဆိုလို့ရှိရင်တန်စင်ညာဝတ္တလောဣတိအဲ့ဒီပုဂ္ဂိုလ်သူယုံမှလို့ပဲမှတ်လိုက်ပါတဲ့။နောက်ဒီတခုတည်းနဲ့သူယုံမှလို့သတ်မှတ်တာ။သူယုံမှဆိုတာဘယ်သူမှဖြစ်ချင်ဘူးလေ။မှန်ပါပါဘုရား။ဝတ္တလအောက်တန်းစားရတဲ့အန်တက်ချေဘောပဲခေါနာ။ဘလို့ဇာမြင့်တဲ့လူဖြစ်ဖြစ်ဇာနိုင်မဲ့တာ။ဘာလို့လဲဆိုသူအမှုချင်းကသူယုံမှရဲ့အမှုချင်းကို။အမှုချင်းနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားလူတော်လူကောင်း ဒီမြင့်မြတ်သူနဲ့ယုံနေသူကိုတတ်မှတ်တယ်။ဆတ်နဲ့မတတ်မှတ်ဘူး။ဒါမို့ကမ္မုဏနတ်စစ္စာဝတ္တလောဟောတိနတ်စစ္စာဟောတိဖြစ်မနော်။ဒါအိန္ဒိယမှာဆိုသိတ်သိပဲရှိတယ်မြတ်စွာဘုရား။ဆဝါရကိုတွန်းလန့်တိုက်ခိုက်တဲ့စကားတခုပြောရတယ်ဆိုတာ။အိဗဒါမခဲရင်နဲ့ပေါ့နော်။အယူဆပြင်းထန်နေတဲ့အချိန်မှာဖြစ်မနာဆိုတဲ့ဇာမြင့်ဟာဆတ်ဆတ်နဲ့မဆိုင်ဘူး။ဝတ္တလဆိုတဲ့ ောက်တန်းစားဟာလည်းဆက်နေမဆိုင်ဘူး။ဘာလဲဆိုင်လို့ဆိုကမ္မုနာဝဒလောဟောတိကမ္မုနာဟောတိပြမနောတဲ့။သူ့ရဲ့လောက်ရနဲ့ဆိုင်တယ်။လောက်ရကမကောင်းဘူးဆိုရင် မကောင်းတဲ့လူပဲ။လောက်ရကကောင်းရင်ကောင်းတဲ့လူပဲ။အဲ့တော့သူ့ရဲ့အပြုအမူပေါ်မှာကြည့်ပြီးတော့လူကိုတံမိုးဖြတ်လို့ဒီလိုဆိုလို့ရတယ်။ဟာလူကိုတံမိုးဖြတ်ဟုတ်တာပဲတကယ်လက်တွေ့မှာတော့အဲ့တိုင်းပဲသေချာနာပဲ။သူများပစ္စည်းခိုးတဲ့လူသခိုးလို့သတ်မှတ်တာပဲလေ။ဘာလူမျိုးပဲဖြစ်ဖြစ် သူရပစ္စည်းခိုးရင်ခိုးတာသူလုပ်တဲ့အလုပ်လေအကြောင်းဆရာလုပ်ပြီးစာသင်ပေးရင်ဆရာပေါ့ဒါဟုတ်တာသူလုပ်တဲ့အလုပ်လေအဲ့လိုမျိုးပဲနဲ့အယောင်းဝယ်လုပ်ရင်ကုန်သေးပေါ့တင်ကားဝယ်ရင်တော့ဘုံကြီးပေါ့အသူအလုပ်ရက်ကိုကြည့်ပြီးတော့ဒီနာမည်တွေကသူ့အနေနဲ့သူသွားတာအဲ့ဒါကိုမြတ်စွာဘုရားဟောတာပဲဒါမို့မိဘကိုမလုံကျွေးဘူးဆိုတော့ပုဂ္ဂိုလ်တယောက်ဟာဒါသူ့ယုံမှာပဲတဲ့မြတ်စွာဘုရား အဲ့ဒီပုဂ္ဂိုလ်သူရောမလို့ပဲမှတ်ထားပါတဲ့မှတ်လိုက်ပါကြံတဲ့လူဟာသူရောမမဟုတ်ဘူးတဲ့နောက်တစ်ခုကယောမတရံပိတရံဝါဘတရံပဂိနေတတ်တုံဟန္တိရောတိတိဝါစာယတန်စေညာဝဒရောဣတိအမေအဖေကိုရိုင်းရိုင်းပြပြပြန်ပြီးတော့ဆဲမယ်ပြောမယ်ဆိုရင်လည်းသူရောမှာပဲတဲ့ဒီလိုဆိုလို့မိဘကိုရိုင်းဆိုင်ဆိုင်ဆိုင်ပြန်ပြောလို့ရှင်ဆဲရင် ဟောဒါသူရောက်มาလို့မှတ်ပါတယ်ဟောနောက်တစ်ခုကြတော့မြတ်စွာဘုရားဘာဟောထားတော့ဆိုမင်္ဂလာတုတ်မှာជីវ័តတုတ်တဲ့ကြောင်းတရားဟောတယ်လို့ပဲပရာဘဝဆိုတဲ့တုတ်မှာပျက်စီးချောင်းဆိုပြီးတော့ဟောတာရှိတယ်စန့်ကျင်ပဲမင်္ဂလာတုတ်ဆိုတာជីវ័តတုတ်တဲ့ကြောင်းတွေဟောတာဒါတွေလို့ရင်ជីវ័តမယ်လို့ဟောတယ်ခုဒီပရာဘဝတုတ်ကြတော့ပျက်စီးချောင်းမယ်မင်းပျက်စီးမှာပဲ ဒီဘဝမပြည့်စုံရင်နောက်ဘဝမှာပြည့်စုံမှာပဲအထက်တန်းဘယ်လိုမှမရောက်နိုင်ဘူးလို့တခါတခါကျတော့လူတွေဟာဒီဘဝမှာကြံတဲ့အခြေအနေတွေကောင်းနေလို့အခြေအနေကောင်းတယ်လို့ထင်ရပေမဲ့လို့နောက်ဘဝကျတော့မျောလင်းချက်မရှိအောင်အောက်တန်းကျသွားတာတွေရှိတတ်တယ်ပေါ့ဘဝဆိုတာရှိနေတာဟုတ်ရှိနေတော့ကိုယ့်ရဲ့လောရက်တွေဟာဒီဘဝမှာတော့ တခြား condition တွေကကောင်းနေသေးသည့်အတွက်ကြောင့်အခြေအနေမပြောင်းလဲပေမယ့်လို့ condition တွေပြောင်းသွားတာနဲ့တပြိုင်နက်ကျွမ်းတို့မောက်ကုန်ဖြစ်ကုန်တာပဲတရားအဲ့ဒါကြောင့်မလို့ပရာဘဝတုံမှာတော့မြတ်စွာဘုရားဟောထားတယ်ယောမတရံပိတရံစိဏကံကတရွပနအမေအိုအဖေအိုအရွယ်ရင့်လာတဲ့အခါမှာတဲ့ပဟုတန်တော်နဗရတိကိုစွမ်းနိုင်တဲ့အနေထားရှိရတဲ့ မကြွေးမွေးဘူးမဆောင်းရှောက်ဘူးဆိုလို့ရှင်တံပရဘဝတော်မူခံအဲ့ဒါဟာပျက်စီးခြင်းအကြောင်းပဲဒါဟုတ်တယ်ဗမာပြည်မှာအမေဖေးကိုပြစ်ထားတဲ့လူတယောက်မိဘမိဘကိုပြစ်ထားတဲ့သားသမီးဟာသူ့သားသမီးကလည်းသူ့ကိုပြစ်ထားတာဒီဘဝတည်းမှာဝတ်လေတယ်ခဏခဏတွေ့ဘူးတဲ့အဲ့ဒါအမေဖေးကိုယူသေးတဲ့သားသမီးဟာသူ့သူ့ရဲ့သားသမီးကလည်းသူ့ကိုယူသေးတယ် အဲ့တော့သူကအမေဖေကိုပြစ်တယ်អော်တယ်ဆိုရင်လည်းသူ့သားသမီးကသူ့ပြန်អော်တယ်သူ့ချက်ချင်းမဲ့အဲ့ဒါเนาะတုံ့ပြန်မှုကချက်ချင်းလာတာနောက်ဘဝမဆိုင်ဘူးဒီဘဝမှာပဲလာတယ်အဲ့ဒါပျက်စီးဆုံးရှုံးခြင်းရဲ့အကြောင်းပဲလို့မြတ်စွာဘုရားဗราဘဝတော်မှာဒီလိုခေါ်ထားတယ်အခုပြောရတဲ့အချက်လက်တွေဟာမြတ်စွာဘုရားကိုယ်တိုင်မိဘနဲ့ဆက်ပြီးတော့ဆုံးဝဩဝါဒပေးပြီးတော့ဟောကြားခဲ့တဲ့တရားဒေသနာတွေကထုံထုံပြီးတော့ ဟောကြတာဖြစ်ပါတယ်။မိဘခြေစူတရားနဲ့မြတ်စွာဘုရား၏အဆုံးအမစကားဆိုတာတကယ်စာပေကျမ်းဂန်ထဲမှာ950စာတည်ထဲမှာလည်းပဲဒီအကြောင်းနေဘုရားလောင်းနေဟာမိဘတွေကိုဘလို့ပြုစုခဲ့တယ်ဆိုတော့ဇာလန်းတိအများကြီးရှိတယ်ပေါ့ဒါအသုတ်တံပါဠိတော်တွေမှာလာတဲ့မိဘနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောကြားထားတဲ့တရားဓမ္မတွေဖြစ်ပါတယ်ဒါကြောင့်မို့တရားချက်ခင်သရောစဉ်ပြိဿပေါင်းတို့ တို့လူဘဝရောက်လာတာဟာမိဘကိုအကြောင်းပြုပြီးတော့မိဘနဲ့ဆက်နွယ်ပြီးတော့နေတဲ့တို့လူဘဝရလာတာမိဘရဲ့ခြေစူးတွေဟာပထမဆုံးအလွန်ကြီးမားတဲ့ခြေစူးတွေရှိတယ်ဒီခြေစူးတွေဆက်ရတာဟာတို့အတွက်မှာအင်မတန်မှမြင့်မြတ်တယ်လို့စိတ်ထဲနှလုံးထဲမှာ ထားပြီးတော့မိဘခြေစူးအထူးသိမြင်ကသက်ရှိထင်ရှားမိဘများရှိတဲ့ပုံစံတွေကမိဘကိုပြုစုလှုပ်ကြွေးခြေစူးဆက်လို့ တမလွန်ဘဝမိမိတို့ရဲ့မိဘတွေတမလွန်ဘဝပြောင်းသွားပြီဆိုလို့ရှိရင်လေမကြခဏကုသိုလ်ကောင်းမှုလုပ်ပြီးတော့အမြတ်တမ်းပေးဝေခြင်းဖြင့်မိဘရဲ့ကျေးဇူးကိုဆက်ကြရမယ်ဆိုတာကိုကိုစီကိုစီသဘောကျပြီးတော့ကြိုးစားလိုက်နာနိုင်ကြပါစေကုန်သတည်းကဲမေတ္တာပုံလေးဆိုတော့တတ္တဝါများစွာတတ္တဝါများစွာ ဖေးရန်กว่าဖေးရန်กว่าฉันทาจะบาสิฉันทาจะบาสิตัตตวะมยาสวาตัตตวะมยาสวาเฟยันกว่าเฟยันกว่าฉันทาจะบาสิฉันทาจะบาสิเมตตาเยจันเมตตาเยจันต้องกาภัญโกกาภัญ ิตาหีจังทิตาหีจังทุงกาภัญทุงกาภัญยินจังจะบาสียินจังจะบาสีตัสสิจัมมาตัสสิจัมมาสิกขันธาสิกขันธาโลยสันดะปิบาลีโลยสันดะปิบาสีตัสสิจัมมาตัสสิจัมมาสิกขันธาสิ တို့ရဆန္ဒပြေပါစေတို့ရဆန္ဒပြေပါစေဓမ္မတရံပြိဝိတဝါနဝိသာသဗ္ဗေတဘူဟတံအစရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တုံကင်းပြောင်းချေတရားစေကိုပြိဝိတဝဝန္တာရှင်ပြတောက်ကြရအနာကြရကုန်သောကြောင့် ဝိသတဗေပူဇာခြင်းနောက်ကိလေသာစိတ်တော့ဟူသမျှတို့သည်သမုဝတပိဉ္စဘဲတွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်တွင်ပြောင်းပေမရောက်အောင်ပဲဖြောင်းအပ်ကုန်သည်ဟွန်တူ စင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအဇရမရံအိုခြင်းလဲကွာ နာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘဝကိလေသာဟူဘုကသိင်ကင်းခြင်းရာအစ်ဖြစ်ပေထသော နိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြို့တော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာဉ်သူတော်စင်များတို့သည်ယံတုပါရမီအဆင့်ဆင့်မြင့်နေမြင်၍မလင်းပုံသည်ဆက်ရောက်တော်မူကြပါ